ရခိုင်ပြည်နယ်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်နယ်၊မန္တလေးတိုင်းတို့မှာဆိုလို့ရှိရင်နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။အထူးသဖြင့်သခိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာမိုးရေချိန်၃လမထို့တူသခိုင်းတိုင်းအထက်ပိုင်း၊မန္တလေးတိုင်းအထက်ပိုင်း၊ရှမ်းပြည်နယ်အရှေ့မြောက်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရန်ကုန်တိုင်းအောက်ပိုင်း၊ပဲခူးတိုင်းအောက်ပိုင်းမှာမိုးရေချိန်၃.၅လောက်အထိ ရုတ်တရက်မိုးကြီးခြင်းနဲ့ရင်ဆိုင်ရွယ်ရှိပါတယ်။ ဒီကနေ့21ရက်နေ့ကနေပြီးတော့မှ26ရက်နေ့အထိရနိုင်တဲ့မိုးရေကျင်ကိုခမန်းကြည့်တဲ့အခါမှာမြန်မာနိုင်ငံအနှံ့အပြားမှာမိုးရေကျင်6လက်မကနေပြီးတော့9လက်မနီးပါးရရှိနိုင်တဲ့အနေအထားဆိုလို့ရှိရင်တော့ရေကြီးနေတဲ့ဒေသတွေရေကြီးနိုင်တဲ့ဒေသတွေမှာကျွန်တော်တို့မိုးရေကြီးခြင်းနဲ့ရင်ဆိုင်ရွယ်ရှိသလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်တရင်းသာရီတိုင်းတို့မှာမိုးရေကျင်15လက်မကနေပြီးတော့16လက်မလောက်အထိ ရနိုင်တဲ့အနေအထားအားလုံး ြင်ဆင်ကြဖို့အတွက်မေတ္တာရခံပါတယ်ကျွန်တော်မြန်မာပြည်သူပြည်သားအလုံးမင်္ဂလာပါဒီကနေ့မှာတော့ဇွန်20မှ24အထိမိုးတရီထားဖို့ဦးသေးတင်တတိပေးလိုက်တဲ့မိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးသွားပါမယ်မြန်မာနိုင်ငံဒေသတချို့မှာမိုးကြီးနေတဲ့အခြေအနေမှာဇွန်20ကနေ24အထိမိုးထက်များနိုင်တဲ့အနေအထားအတွက်ဆက်လက်တရီထားကြဖို့ဦးသေးတင်မိုးစလပလော့ကာက ိုးလေဝသခန့်မှန်းချက်တင်ဆက်ထားပါတယ်။ယမန်နေ့မြန်မာစံတော်ချိန်ညနေ6:00နာရီချိန်တိုင်းထွာချက်များအရအိန္ဒိယနိုင်ငံအော်ရစ်တပီနယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောလေပြင်းအားနှင့်ရဝန်းသည့်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားခဲ့ရာဂျဟာခန့်ပြည်နယ်သို့ရောက်ရှိခဲ့ပြီးအဆိုပါလေပြင်းအားနှင့်ရဝန်းသည့်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ကာလာမီ24နာရီအတွင်းအိန္ဒိယနိုင်ငံဘီဟာပြည်နယ်အနောက်တောင်ပိုင်းသို့၎င်း လာမည့်48နာရီအတွင်းအတ္တပရာဒိရှ်ပြည်နယ်အရှေ့ပိုင်းသို့၎င်းရောက်ရှိကာလေဖီအားနည်းဆက်ဖြစ်သူအာရော့သွားနိုင်သည်ဟုမိုးဇလဘက်ကလည်းခန့်မှန်းထားပါသည်2025ခုနှစ်ဇော်လိုင်လ22ရက်နေ့စနေနေ့မနက်6နာရီဂျိုရိုကပေးပို့တဲ့အချက်လက်တွေကတဘာဝဘေးရန်နဲ့ကြောက်ရောက်နေတဲ့မြန်မာပြည်ကိုဘယ်လိုနေရာတွေမိုးသဲထန်စွာရောင်းနိုင်လဲမိုးများနေလဲဆိုတာဆက်လက်လေ့လာကြမှာဖြစ်ပါတယ်ကျွန်တော်တို့လေ့လာတဲ့ ကျွန်တော်တို့ရဲ့နေ့စနစ်ရလေစီးကြောင်းနဲ့အပူချိန်များကိုကျွန်တော်တို့စတင်ပြီးတော့လေ့လာမှာဖြစ်ပါတယ်။ဒီကနေ့မနေ့လေစီးကြောင်းတိုင်းတာချက်များအရပင်လယ်ပြင်နဲ့ကပ်ရဲ့လေစီးကြောင်းဟာအိန္ဒိယသမုဒ္ဒရာကနေပြီးတော့ဘင်္ဂလားဒေ့ရှ်နယ်ကိုဖြတ်ပြီးတော့မြန်မာပြည်ကိုဝင်တယ်လို့ပဲဟိမွန်တာတောင်တန်းကိုသွားနေရတာတွေ့ရပါတယ်။ဘာကြောင့်မလို့ဒီနေရာမှာမုတ်တုံလေအားကောင်းလဲဆိုတာကိုကျွန်တော်တို့လေ့လာဖို့လိုအပ်လာပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးလို့ရှိရင်အပူအေးဖလှယ်တဲ့နေရာမှာကိုအသုံးပြုရမှာဖြစ်ပါတယ်။ကြီးမားတဲ့ပင်လယ်သမုဒ္ဒရာ ရဲကအပူရိန်တွေဟာဟိမဝန္တာ တောင်နာမှာရှိတဲ့အေးအေးရှိတဲ့နေရာကိုအပူအေးဖလှယ်ဖို့အတွက်လေတိုက်ခတ်မှုတွေဖြစ်လာခြင်းနဲ့ပို့ပြီးတော့မှလေစီးကြောင်းကြီးတွေဖြစ်လာတဲ့ဆိုတော့ပုံတင်လေးရှိပါတယ်။ပေ1900အထက်ကိုတက်ကြည့်လိုက်မှဆိုလို့ရှိရင်ဒီမြေပြင်ကအပူရိန်တွေပင်လယ်ပြင်ကအပူရိန်တွေဟာဟိမဝန္တာတောင်တန်းရဲ့အပေါ်မှာတွားပြီးတော့အများကြီးပုံနေတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒါဟာ အပူအေးဖလှယ်ရေးနေရာမှာ ਨੇ လက်ရှိဖြစ်ပျက်နေတဲ့အနေအထားပါအဲ့တော့သမုတ်တရားနဲ့ပင်လယ်ကထုတ်တဲ့ရေငွေ့တွေဗမာပြည်မှာဘယ်လိုမိုးရွာနိုင်လဲဆက်တဲ့လေးလာကြမှာဖြစ်ပါတယ်ဒီကနေ့21ရက်နေ့မှာကိုကိုကျွန်းကနေပြီးတော့မြမကံယောရန်တစ်လျှောက်လုံးမှာ နေရာဖွက်ပြီးတော့မိုးသီးထန်စွာရွာသွန်းနေတဲ့အတွက်ကြောင့်မလို့မွန်ပြည်နယ်တနင်္လာရီတိုင်းမှာ မိုးရေချိန်1.3လက်မစစ်တောင်းမြေဘွားမှာမိုးရေချိန်1လက်မရရှိပြီးတော့ မြန်မာပြည်အလဲပိုင်းမှာမိုးအနှဲငယ်ပါသွားတာတွေ့ရပြီမဲ့လေရခိုင်ပြည်နယ်ရဲ့ချင်းတောင်တန်းအစပ်မှာတော့မိုးရကြီးသုံးလမလောက်ထိမိုးတဲထန်းစွာရွာသွန်းနိုင်တဲ့အခြေအနေရှိပါတယ်ထို့အတူချင်းတောင်တန်းသခိုင်တိုင်းအထက်ပိုင်းကချင်ပြည်နယ်အောက်ပိုင်းမန္တလေးတိုင်းအထက်ပိုင်းရှမ်းပြည်နယ်ကယားပြည်နယ်တို့မှာဆိုလို့ရှိရင်တော့မိုးရကြီးတိတက်တမ6လမဝန်းကျင်ရရှိပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်ရှမ်းပြည်နယ်အရှေ့ဘက်ချမ်းမှာ မိုးရေချိန်3.5လောက်ထိနေရာကွက်ပြီးတော့မိုးကြီးနိုင်တာကိုသတိပေးလိုပါတယ်။တနင်္ဂနွေနေ့22ရက်နေ့မှာတော့တနင်္လာရီတိုင်းတစ်ခုလုံးဟာမိုးရေချိန်6လမလောက်ထိ ရွာသွန်းနိုင်တဲ့အတွက်ကြောင့်မလို့တောင်ပြိုခြင်းတံတားပြိုခြင်းတောင်ကြီးမှာနေထိုင်တဲ့လူတွေအတွက်ရှောင်ရှားဖို့အတွက်သတိပေးပါရန်မြတ်တာရခမှာပါ။ထို့အတူအေယာဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ် ရခိုင်ပြည်နယ်အထက်ပိုင်းချင်းပြည်နယ်မန္တလေးတိုင်းအနောက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့သတိထားမယ့်နေရာကတော့ရွှေဘိုနမ်တူမြစ်ကြီးနာချင်းတွင်းမြို့တို့ဆောက်မှာမိုးရေကြီးလေးလက်မလောက်အထိနေရာကွက်ပြီးတော့မိုးသီးထနိုင်တဲ့အခြေအနေမျိုးရှိတယ်လို့ပဲရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာလည်းမိုးရေကြီး 3လက်မကနေပြီးတော့3တသမ5လက်မလောက်ထိနေရာကွက်ပြီးတော့မိုးတီးထန်းသွားကြွာနိုင်တဲ့အနေအထားရှိပါတယ်23ရက်နေ့ရောက်တဲ့အခါမှာတော့မြမပြည်အထက်ပိုင်းမှာမိုးနှဲငယ်ပါသွားတယ်ဆိုပေမဲ့လည်းချင်းပြည်နယ်နဲ့စကိုင်းတိုင်းစစ်ဆတ်ဒေသချင်းတောင်တန်းစကိုင်းတိုင်းအထက်ပိုင်းကချင်းပြည်နယ်အေအိုဒီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်ထို့အတူကရင်ပြည်နယ်မွန်ပြည်နယ်တရင်းသာရီတိုင်းတို့မှာနေရာ ကျဲကျဲမှနေရာစိတ်စိတ်မိုးတီးထန်နိုင်တဲ့နေသားရှိပါတယ်မိုးရွကြိမ်လေးလမလောက်ထိရွာသွန်းနိုင်တဲ့နေသားဟာအန္တရာယ်ကျရောက်နိုင်တဲ့နေသားဖြစ်ပါတယ်လာမယ့်24ရက်နေ့မှာတော့မြန်မာပြည်အလဲပိုင်းကမန္တလေးနဲ့နေပြည်တော်မှာလွဲပြင်းကြံတဲ့အတိုင်းနဲ့ဒေသတွေမှာနေရာကျဲကျဲမိုးရွာသွန်းပြီးတော့ဒီအွားရောင်ပြနေတဲ့ကချင်ပြည်နယ်၊သကိုင်းတိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်နယ်၊မန္တလေးတိုင်းတို့မှာဆိုလို့ရှိရင် နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်သခိုင်းတိုင်းထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာမိုးရေချိန်၃လမထို့အတူသခိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းအထက်ပိုင်းရှမ်းပြည်နယ်အရှေ့မြောက်ကရင်ပြည်နယ်မွန်ပြည်နယ်ရန်ကုန်တိုင်းအောက်ပိုင်းပဲခူးတိုင်းအောက်ပိုင်းမှာမိုးရေချိန်၃ .5 လောက်အထိရုတ်တရက်မိုးကြီးခြင်းနဲ့နေဆိုင်ရဝယ်ရှိပါတယ်ဒီကနေ့၂၁ရက်နေ့ကနေပြီးတော့မှ26ရက်နေ့အထိရနိုင်တဲ့မိုးရေချိန်ကိုခမန်းကြည့်တဲ့အခါမှာမြန်မာနိုင်ငံအနှံ့အပြားမှာ မိုးရေကြီး6လက်မကနေပြီးတော့9လက်မနီးပါရရှိနိုင်တဲ့အနေအထားဆိုလို့ရှိရင်တော့ရေကြီးနေတဲ့ဒေသတွေရေကြီးနိုင်တဲ့ဒေသတွေမှာကျွန်တော်တို့မိုးရေကြီးခြင်းနဲ့ရင်ဆိုင်ရွယ်ရှိသလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာမိုးရေကြီး15လက်မကနေပြီးတော့16လက်မလောက်ထိရနိုင်တဲ့အနေအထားအားလုံးပြင်ဆင်ကြဖို့အတွက်မြစ်တာရခံပါတယ်ကျွန်တော်တို့ရဲ့ယူကျွားနေတဲ့ဆင့်တဘာဝဘေးအန္တရာယ်အတွက်မျှဝေပေးသလိုပဲ အင်တာနက်မရှိတဲ့နေရာတွေအတွက်ကိုဆိုလို့ရှိရင်လည်းကျွန်တော်တို့ MP3 file လုတ်ပြီးတော့ကိုသက်ထရေးနိုင် Telegram ကနေပြီးတော့ကျွန်တော်တို့ထုတ်လွှင့်ပေးနေပါတယ်ကျေးဇူးတင်ပါတယ်အားလုံးတဘာဝဗီဒီယိုရဲ့အကြမ်းမှာကြီးဝင်ကြပါလိမ့်ခင်ဗျာ